ရှင်ယဇဝနရေးတတ်ထားတဲ့ဇဝနပုံမြင့်စာအုပ်ထဲမှာတန်မူလာဆိုတဲ့ရာဇဝင်ကိုထပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့တွင်ကျွန်တော်ဒီအိမ်နေနိုင် မတော်တဆချော်လဲ၍လက်တွင် ထိကြိုက်ဒဏ်ရာရရှိသွားသည့်အတွေ့သေးထွေ၍အဝေစီပတ်ထားလျာကျွန်တော်ဤမိတ်ဆွေကြီးအပါကလေးသည်ထုံးစံအတိုင်းအိမ်သို့ အလဲရောက်ရှိလာရင်ကျွန်တော်ဤလက်ကိုတွေ့မြင်ရသဖြင့်ဦးလေးဦးနဲ့လက်ကဘာဖြစ်လို့လဲခိုးရောကလားဟုတ်မေးလိုက်ရရုတ်တရက်ကျွန်တော်မှာအာအာတင့်သွားမိပေ၏ဟဲ့ဘဲကလားခိုးရောကဖြစ်ရမှာလဲအဲ့ဒီယောဂလက်မှာဘယ်တော့မှမဖြစ်ဘူးနှုတ်ဦးလေးဘယ်နေရာမှာဖြစ်တယ်လဲဟာဦးလေးဟိုယောဂမှာမရဘဲနဲ့ဟာ ဘယ်နေရာဖြစ်ရမှာလဲသူဥလိလက်မှာဘာဖြစ်တာလဲအဲ့လိုမေးမှပေါ့ကွာမင်းဟာဘာမဲမတည်ပဲအရင်ဆွဆွဲနေတာတိတ်ဆိုးတာပဲဟုတ်သူပြီးနောက်ချော်လဲရကသူပြားနဲ့ထီး၍အနာရကြောင်းပြောပြလိုက်ရလဲဤအပါသည်သူရင်ဒီအမှုအရာဖြင့်မျက်လုံးပြွ၍ကြည့်နေပြီးနောက်ဟာဒီလိုဖြစ်ရင်မကောင်းဘူးဦးလေးရဲ့ ော်တော်ကြာဦးလေးအนูဖြစ်ပြီးပတ်ဆက်တောင်းစားနေရအောင်မယ်။ဟုတ်ဆိုလေဤမင်းဘသူကပြောတယ်လဲအนูဖြစ်မယ်လို့မင်းကဆရာဝန်လား။ဆရာဝန်တော့မဟုတ်ဘူး။ဒါပေမဲ့ရှင်းတော့ကရှင်းပြင်းတပန်းသူပြရှာတာနဲ့အนูဖြစ်သွားတယ်။မဟုတ်တာကွယ်။ငါဖြစ်မကြဘူးပါဘူး။ဦးလေးမကြဘူးလား။ဆရာမကပြောပြလို့အပါလဲတိရတာ။ဦးလေးမသိရင်နားထား ရှင်းရှင်းတန်းကအဲ့ဒီရှင်ဘီဟာပထမဦးဆုံးနာမည်မရှိသေးဘူးဦးလေးရဲ့ဟုတ်ကဲ့လားကွာအနည်းဆုံးငငယ်တုန်းကတော့ငခွေးလို့ချက်ကြီးလို့ကြွက်နေလို့တော့ခေါ်အောင်မှာပေါ့နည်းနည်းမတော့ရှိမှာပေါ့နည်းနည်းကြည့်လာတော့နာမည်မရှိတော့ဘူးနောက်တော့မှအဲ့ဒီရှင်ဘီဟာတိတ်ဆော့တိတ်ကမြင်းတာနဲ့ဒီနေ့တော့ဘောလုံးကန်ရင် ူချရကိုတွပြထိတာနဲ့အနာကြီးရသွားရောဒါနဲ့ဒီရှင်ဘရင်ကိုသူထိသေးနာလို့ခေါ်တယ်ဦးလေးရဲ့မဟုတ်ပါဘူးအပါယာသူထိသေးနာပါကြကြဖဖန်ဘယ်နဲ့သူထိရမှာလဲဟုတ်တယ်ဦးလေးရဲ့ဦးလေးကမသိဘူးလဲအစအစိုးသေးတယ်တိတ်ပြီးတော့လဲလူလဲလောက်ချင်တာပဲသူထိသေးနာမှာအစ်စ်ပါဦးလေးရဲ့ဒီရှင်ဘရင် ူပြားထီလာတော့သူ့အမေကြီးကဟဲ့နင်ဒီလောက်တောင်နားရသလားဒီနေ့နင်သေးလိုက်မယ်ဟဲ့သူ့ထီးတဲ့သေးနာကောင်းကလေးလို့ခေါ်တာနောက်တော့ကာလာရွေလျောပြီးသူ့ထီးသေးနာဖြစ်တာကဲကဲပြောစမ်းမအောင်ကွာမင်းကြားသမျှတွေဟုတ်ကျွန်တော်ကစိုးလိုက်ပြီနော်အဲ့ဒီဘောလုံးကန်ရင်သူ့ပြားထီးတော့ဒီမှာဆေးထည့်တယ် ရန်ကုန်စေးယုံကြီးလားဟုတ်မေးလိုက်လေဤစေးယုံကြီးကိုမတွားပါဘူးဦးလေးရဲ့လမ်းချကမရှိလို့အိမ်မှာပဲစေးထည့်တယ်ဒါပေမဲ့စေးမဟုတ်သေးဘူးဘာလဲဆိုတော့ပြီးတော့ပြောမယ်အဲ့ဒါနဲ့ဒီရှင်ပြည်မှာမိမရှိတယ်ဒီမိမသူ့လင်ခြေထောက်မှာအနာဖြစ်တာတွေ့ရတော့တော့နေနော်ဒီနောက်တောင်ကဲတာထိတာပဲကောင်းတယ်တော့ကိုတော့လားစေးမထည့်ဘူး အနာကျက်သွားအောင်တန်ချောင်းမိဖို့ပြီးအနာကိုထိုးမယ်ဆိုပြီးအနာကိုတန်ဘူးနဲ့ကတ်ထားနေအဲ့ဒီမိမနာမည်ကိုတန်ဘူးလားလို့ခေါ်တယ်ဟုတ်ကဲ့လားကွယ်တချို့တော့တန်တို့ဘာလို့ဆိုရင်တန်မယားသည်ညှစ်ထဲတယ်သူလည်းတန်မယားသည်ညှစ်ထဲလို့တန်ဘူးလားခေါ်သလားမှမသိပဲအဲ့ဒါတော့ကျွန်တော်ဝိဝါဒမကွင်းဘူးဘယ်နဲ့ကွယ်ဘာပြောတယ် မိစကားတဲကြီးကြပါလားကျမ်းမအဲ့လိုပြောတာပဲဘယ်ရင်ဖြစ်တယ်ဆိုတာစဉ်းစားမရရင်ဝိဝါဒမကွဲဘူးလို့ဆိုရတယ်တဲ့ဦးလေးကလည်းနားထောင်မအောင်အဲ့ဒါနဲ့ရှင်ပြင်းကြီးဟာအနာရှိပေမဲ့အညော်ရီခံလက်ဥငါးတစ်တာ တွေ့ရတယ်ရှောက်စားနေရတယ်တနေ့ကျတော့အနုဖြစ်ပါရောလက်ဥစားတာနဲ့နူတယ်ဆိုတာ လာဒါယောဂရှိမှာကွဒီရှင်ပြင်းကောဒီယောဂမရှိဘူးဆိုတာဦးလေးသိလို့လားတက်တူတို့အဖေဖះလူကြီးတောင်ဒီယောဂရှိသေးတာရှင်ပြင်းဆိုတော့တားသိရှိသေးတာပေါ့ဦးလေးရဲ့ရှင်ပြင်းပဲကွာဒီယောဂရှင်အင်ဂျက်ရှင်ထိုးမှာပေါ့ဟိုတော့အမမပေါ်သေးပဲဦးလေးရဲ့ဦးလေးကလည်းနားထောင်စမ်းမအောင်ဗျာ အဲ့ဒါနဲ့ရှင်ဘီအနုဆိုတော့တိုင်းလူပြည်သားတွေကတိတ်ရတာပေါ့သူများရှင်ဘီတွေကအကောင်းတို့ရှင်ဘီကအနုဆိုရင် တို့များနာမည်ပြက်တယ်ဒီရှင်ဘီကိုမလို့ခြင်းဘူးဆိုတာနဲ့ရှင်ဘီလင်းများလဲတော်တဲ့ထွက်ပြေးရတာပေါ့ဒါနဲ့ရှင်ဘီလင်းများကလည်းသူတို့ရှိတဲ့အဝေစားတွေအထုံးနဲ့ထုတ်ဒုက္ခလေးရှိုထမ်းပြီးကြောက်ရဲသွားကြပါရော့ လဲနဲ့သွားသလားမော်တော်ကားနဲ့သွားသလားရှင်ဘီရင်ကစိတ်ပြီးတော့နူနေတာဦးလေးရဲ့လက်တွေချီတွေပါလက်ကောက်ပြက်ကြနေလို့လဲမသွားနိုင်လို့သူမိမဆက်ပြခဲ့ထဲတဲ့ထင်းရှူးတက်တာကိုဒီတက်လက်တော်လှဲကလေးလှုပ်ပြီးတော့တောထဲကိုတွန်းပြီးပို့ရတာပေါ့အဲ့ဒါတိုက်ပြီးမှားတာပေါ့နော်ဘာပြုလို့လဲတောထဲမှာဆိုရင်ဘဲကပတ်ဆက်လာပြီးရမှာလေမြို့ထဲမှာ လက်တော်လှဲကလေးလှဲ့ပြီးဆလံဘာဘဘူးသက်ဆန်နေခန္ဓာနေဆလံမတခင်ကြီးကိုကိုတို့မမတို့သက်ဆန်ကလေးတပြားတစ်ချက်ပေးမှကဲမှတနာမှစွန်ကျဲမှစားရတောက်ရမယ်ဘောရပါရှင်အမေမင်းဒီအတက်ပညာအတော်တက်ပါမင်းလည်းပက်ဆက်တောင်းစာရင်မခေဘူးညွတ်စီမာပဲဦးလေးကလည်းအပအောင်ဒီလိုမပြောနဲ့ငရေကြီးတတ်တယ် ဒါဖြင့်ကြော့ဗျာကြော့အဲ့ဒါနဲ့အနူလေးမယာတောတဲ့ရောက်သွားတော့တက်ဆက်တောင်းလို့မရတာနဲ့သူမိမကဟိဟိဟိနဲ့ခိုးပြီးတက်တက်လို့ချက်ကျွေးရတယ်ဦးလေးရဲ့ဒါပေမဲ့တောထဲမှာစီးမရှိမပြာရည်မရှိနဲ့ဒါစားလို့ကောင်းမလဲနော်ချက်စရာမရှိဘူးတတိကြီးပဲစားမယ်ဆိုပြီးမလကာတီးကြီးစားနေရရင်ဒီရှင်ပြီး ချောင်းဆိုးရင်ကျက်ပြီးပေးမှာပဲဒါနဲ့ဒီနေ့ကျတော့အနုမိမတန်ဘူးလားကတော်ရဲမှာလူတရားတွေ့လို့ပတ်စံတောင်းတော့အဲ့ဒီလူကလူမဟုတ်ဘူးဦးလေးရဲ့ဂလူတဲ့အဲ့ဒီဂလူကဟေ့ငါတော့ပွတာပဲမှားတယောက်တော့လူမရှိတဲ့တော်ရဲမှာတွေ့နေပြီနတ်သားပါရလုံးမပဲဆိုပြီးလက်ကိုဖက်ဆွဲလိုက်တာပေါ့ ဒီလိုဖန့်ဆွဲလိုက်တော့တန်ပိုလာလဲလန့်ပြီးအမလေးတော်ကဲကြပါအောင် ဆိုပေမဲ့ဘသူမှရောက်မလာဘူးဝစီမှောက်ပြီးပလိတ်မခေါ်ဘူးလားခေါ်တယ်ဦးလေးရဲ့ဒါပေမဲ့ပလိတ်ဆိုတာခေါ်တော့ဘယ်တော့မှမလာဘူးအမှုဖြစ်ပြီးမှလာတာပဲအဲ့ဒါနဲ့တန်ပိုလာလဲဘာမှမလုပ်တတ်ပဲရှိနေတော့ဘလူကဟဲ့ကောင်းမန်ကလေးရဲ့နေငါနဲ့နေမြားလောက်တန်းကစားပါလားကွယ် နောက်တော့မှ နေသဘောမတူရင်ဂတ်ကိုတိုင်ပြီးကျမဓားပြပြီးအတင်းလုံးလို့ကျမမအော်ရဲတာပါဗဇက်ကိုလည်းပိတ်ထားတယ်လို့တိုင်ကြီးတိုင်တာပေါ်လို့ပြောတော့တန်ဘူးလာကလွတ်နော်လွတ်ရှင်ကျုပ်ကိုဗားမှတ်တယ်လေကျုပ်မှလင်းကြီးနဲ့ဒုတနာတော်ရှင်မကြဘူးလားမကြရင်နေကျုပ်ခုံမနက်ကဒုတနာတော်တဲ့သိုးသေးတယ်ဘယ်ပါမှမယွေဘူးရှင်ပါကျိုးသွားခြင်းတလားဆိုပြီး လက်တစ်ဖက်နဲ့ဖက်နှက်ကိုချွတ်ကန်လိုက်တော့ဘလူးလည်းကြောက်ပြီးလွတ်လိုက်တာပေါ့အဲ့ဒါနဲ့တန်ဘူလာဟာသူ့လင်စီပြန်ရောက်တော့သူ့လင်ကြီးကသူ့မိမမျက်နှာကြည့်ပြီးဟဲ့ကောင်မနင်ဒီနေ့တဲပြီးကြပါကလားပားမှာပေါင်တာတွေလည်းပြက်စတုံးတွေလည်းပြီးလို့နှံ့နှံ့ပြောနင်ဘသူနဲ့လင်ငယ်နေခဲ့တယ်လဲတလိမ့်ဆံမနင်တော့ဒီကနေ့တေးရအောင်ပြင်မိတော့ဆိုတာနဲ့ သူမိမကရည်ရည်လေးဆက်ဆာဆက်ဆာနဲ့ကျွန်မဘသူနဲ့မှမကြိုက်ပါဘူးကိုကိုအနူကြီးကလွှဲရင် ဖွဲနဲ့စပယ်ကွန်ကြီးအောက်မေ့ပါတယ်လမ်းမှာဘလူးတယောက်ကလက်အတင်းဆွဲထားလို့ကြာနေတာပါဆိုပြီးတစ္ဆာရီတောက်ပြီးတော့အနူကြီးအပေါ်တစ္ဆာရီလောင်းချလိုက်တာအနူယောဂါတွေအဖက်လိုက်အဖက်လိုက်ကြွားကြပြီးအနူပြောက်သွားရောအဲ့ဒါနဲ့ပြီးရော ဒီနေရာမှာတော့ဆရာဇဝနရေးသားထားတဲ့ဇဝနပုံမြေစာအုပ်ထဲမှာတန်ဘူလာဆိုတဲ့ရာဇဝင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။